စိုးရက तू လှုပ်တဲ့လှုပ်ထိုက်တာကို तू လှုပ်တယ်။ဒါပေမဲ့ကျွန်တော်လိုက်နာမတအောင်ကျွန်တော်တို့တအောင်ဖြစ်တယ်။အဲ့နှစ်ကိုကောင်းကောင်းကျင်းပပေးတယ်။နွားတွေအတွက်အခွန်ကင်းလုံးခွင့်ပေးတယ်။အဲ့လိုမျိုးကျွန်တော်တို့တွေကိုငြိမ်းချမ်းစွာအတူရှင်တွဲ့နေထိုင်ရေးအတွက်မူဝါဒတွေအဲ့သူတို့လှုပ်ဆောင်ပေးတဲ့ဟာမှန်သမျှလှုပ်ဆောင်ပေးနေပြီဖြစ်တယ်။သို့တော့ကျွန်တော်ပြည်သူပြည်သားတွေကလိုက်နာမှာဖြစ်တယ်။တစ်ဖက်ပိုက်လည်းမဟုတ်ဘူး။တချို့ဇုံလုံးကန်ရခိုင်လူမျိုးတချို့ကကျွန်တော်ကိုလာလာပြီးတော့ဆေးစွန်နေကြတာပေါ့။တစ်ဖက်ပိုက်မဟုတ်ဘူးသူကတစ်ဖက်ပိုက်တာမဟုတ်သူကဇုံလုံးကန်တာ။ အဲ့ဒီလိုဇုံလုံးကန်တဲ့ကောင်တွေရှိနေတယ်အားလုံးပဲတာလို့ဆိုပါကိုရှေရှာနေရတယ်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တင်ပြပေးတော်မယ့်အကြောင်းအရာကတော့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ရခိုင်တက်တော်ရခိုင်တက်တော်ရခိုင်တက်တော် AA နဲ့ရခိုင်အစိုးရဖြစ်တဲ့ ULA အဖွဲ့ဟာလူမျိုးဘာသာမခွဲခြားပဲနဲ့ပေါ့နော်ဒီသူတို့လက်ရှိနေပြီးတော့ဒီမူဆလင်တွေရဲ့အထုတ်မြတ်ထားရာကိုဘာနီနဲ့မှာသူတို့ဒီနွားတွေပေါ့ဗျာဒီစိတ်တွေကိုကျွေးမွေးတယ်ဆိုတော့ အကြောင်းလေးတွေနောက်လို့ရှိဒီကိုပါနေနဲ့ကိုသူတို့ကျင်းပပေးတယ်ဆိုတော့အကြောင်းလေးတွေကျွန်တော်ကြားတဲ့အတွက်အရန်ဝမ်းသာကောင်းယူမိပါတယ်။သို့တော့ကျွန်တော်ဒီကနေ့တင်ပြခြင်းနဲ့အကြောင်းရပါဆိုလို့ဆိုတော့လက်ရှိနေပြီးတော့ယူလေအစိုးရအနေနဲ့လက်ရှိနေရခိုင်အစိုးရတရက်အနေနဲ့ရခိုင်ပြည်တွင်းမှာမိတဲနေထိုင်နေကြတဲ့မွတ်စလင်တွေအပေါ်မှာလူမျိုးဘာသာမခွဲခြားဘဲနဲ့အခုလိုပေါ်တော့ဒီသူတို့ရဲ့နေထုနေမြပွဲတယ်မှာအခုလိုလောက်ပွဲတဲ့အတွက်ဒါအင်တာမတ်ဒါဝမ်းသာစရာတည်ငောင်းတခုဖြစ်ပါတယ် လဲလဲကြိုးလဲကြိုးဆိုပါတယ်သို့တော့ဒီသူတို့နောက်ခံမှာဒီနောက်ခံ background မှာပေါ့နော်ဒီအဲရေးထားတဲ့စာတန်းလေးတစ်ခုကိုကျွန်တော်တွေ့လိုက်တဲ့ခါမှာနည်းနည်းလေးဝမ်းနေမိတာတစ်ခုတွေ့ရပါတယ်ဗျာကျွန်တော်နည်းနည်းလေးဝမ်းနေတော့ပါတယ်အဲ့ဒါဘာလဲဆိုတဲ့ခါကျတော့သူတို့ကရခိုင်လိုမူစလင်ဆိုပြီးတော့ရေးထားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့မူစလင်ပြည်သူများဆိုပြီးတော့ရေးထားတာကျွန်တော်တွေ့ရတယ် အဲ့တော့ကျွန်တော်အနေနဲ့ကဒါဒီကနေ့ကျွန်တော်တင်ပြချင်တာဘာလဲဆိုတော့ကအစ္စလမ်ဆိုတာဒီဘာသာတစ်ခုမွတ်စလင်ဆိုတာဒီလူမျိုးအဲ့တော့အစ္စလမ်ကိုကိုးကွယ်တဲ့လူတိုင်းကိုမွတ်စလင်လို့ခေါ်တယ်ဥမာဆိုကြပါဆိုကျွန်တော်ရခိုင်သားတယောက်ကနေပြီးတော့အစ္စလမ်ဘာသာကိုကိုးကွယ်လိုက်တယ်ဒါဆိုကျွန်တော်ကနေပြီးတော့သူတို့ကဘယ်လိုခေါ်မလဲမွတ်စလင်ဆိုပြီးတော့ခေါ်မယ်ဥမာရှင်းတယောက်ကနေပြီးတော့လက်ရှိနေပြီးတော့အစ္စလမ်ဘာသာကိုကိုးကွယ်လိုက်တယ်ဒါဆိုသူ့ကိုဘယ်လိုခေါ်မလဲမွတ်စလင်လို့ခေါ်မယ် ဒါဆိုမွတ်စလင်ဆိုတာဒီအမျိုးနွယ်စုမဟုတ်ပါဘူးလက်ရှိကျွန်တော်တို့ရခိုင်ပြည်တွင်းမှာမိတဲနေထိုင်နေကြတဲ့အစ္စလမ်ဘာသာဝင်သည့်တိုင်းရင်းသားမျိုးနွယ်စုတစုဖြစ်ပါတယ်ခင်ဗျာအဒါကိုလည်းကျွန်တော်အနေနဲ့ဒီနေရာကနေကျွန်တော်တင်ပြခြင်းပါလေအဲ့တော့ဒါကျွန်တော်တို့လူမျိုးရေးဘာသာရေးအဓိကရောဖြစ်စေတဲ့စကားလုံးမျိုးကိုကျွန်တော်ပြောဆိုတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာဗာလဲဆိုတော့လက်ရှိနေပြီးတော့ ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်နေကြတဲ့မွတ်စလင်တွေကိုသူတို့ဘယ်လိုပုံစံမျိုးသတ်မှတ်မှာလဲပေါ့နော်ဒါကနည်းနည်းလေးလုံအောင်မလုံအောင်အခရာကြတယ်တက်ရှိကဘာလဲနံပါတ်1ကဘာလဲဆိုတဲ့ခါကြတော့လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်နေကြတဲ့မွတ်စလင်တွေသူတို့ဘင်္ဂါလီလို့သတ်မှတ်မှာလားဒါဆိုလို့ရှိရင်တော့နည်းနည်းလေးပေါ့နော်ကတောက်ကစားနည်းနည်းလေးဖြစ်သွားနိုင်တယ်အဲဒါပါကြောင့်ဆိုကျွန်တော်ဟိုဟိုအေး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 အရင်တော့တင်ခဲ့တဲ့ဗီဒီယိုဖိုင်တွေမှာလည်းရှိပါတယ် ဘင်္ဂါလီလို့သတ်မှတ်ခဲ့မယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင်တို့တော့ဘင်္ဂါလီလူမျိုးလို့ဘင်္ဂါလီလူမျိုးဘင်္ဂါလီလူမျိုးလို့ရှိခိုးဝသုံးဆွေးနေမယ်ဆိုလို့ရှိရင်ဘင်္ဂါလီဆိုတာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ်။ဘောနော် အတားလဲတစ်ချက်ကျွန်တော်ထက်သွင်းစဉ်းစားသက်ပါတယ်ခင်ဗျ။အဲ့တော့နောက်တစ်ခုကကြတော့ဒီလက်ရှိနေပြီးတော့ဒီရခိုင်ပြည်ထဲမှာမိတွင်းမိတင်းနေထိုင်နေကြတယ်လက်ရှိနေပြီးတော့အစ္စလမ်ဘာသာကိုကိုးကွယ်တဲ့လူတွေကို မူစလင်လို့ပဲခေါ်နေမှာလားအဒါလည်းနည်းနည်းလေးစဉ်းစားစရာတစ်ချက်ဖြစ်ပါတယ်သို့တော့လူမျိုးရေးဘာသာရေးမခွဲခြားတဲ့ပုံစံမျိုး မခွဲခြားတဲ့ဆက်ဆံရေးမျိုးကိုတွေ့မြင်ရတဲ့ကမှာအရင်ဝမ်းသာပီတိဖြစ်မိပါတယ်သို့တော့ဒီပေါ့နော်ဒီလက်ရှိနေပြီးတော့အာဒါနေပြီးတော့ပေါ့နော်ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်သူပြည်သားတွေအနေနဲ့တစ်ချက်သုံးသပ်စင်စင်ချင်းသုံးသပ်ရမှာက လက်ရှိနေပြီးတော့ကျွန်တော်တို့တွေအားလုံးဒီငိမ့်ချန်းဆိုတာအတူရှင်တရှင်တွဲနေထိုင်ရေးဆိုတဲ့မူဝါဒကိုကျွန်တော်တို့ရခိုင်အစိုးရဖြစ်တဲ့ UA လေးကတော့ရှာမှတ်ထားပြီးပြီတော်တော်ကျွန်တော်တို့တွေကကျွန်တော်တို့ပြည်သူပြည်သားတွေအနေနဲ့ကဘလို့ပုံစံမျိုးနဲ့သူတို့ကိုဆက်ဆံပါလဲဘလို့ပုံစံမျိုးနဲ့ကျွန်တော်တို့နေထိုင်ပါလဲအဒါလေးကိုတစ်ချက်စဉ်းစားသုံးသပ်စေချင်တယ်ကျွန်တော်ကျွန်တော်ကျွန်တော်ဒီကနေ့ပြောချင်တာကဘာလဲကျွန်တော်တို့ကကျွန်တော်တို့ကဟိုတယ်ဟို ဟိုအရင်အရင်တင်ခဲ့တဲ့ကျွန်တော်ဗီဒီယိုတွေမှာလည်းရှိပါတယ်ကျွန်တော်အားလုံးဒီသဘာဝတည်ငြိမ်အကြံရေးဆိုတော့မူဝါဒဘောင်နဲ့ကျွန်တော်တွန်းနေပို့လို့ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလက်ရှိနေတဲ့သဘာဝတည်ငြိမ်အကြံနေပို့လို့တဲ့အကြံနေပို့လို့ပါတယ်အဲ့တော့ငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးတွေကျွန်တော်ပြည်သူပြည်သားမှာမရှိသင့်ပါဘူးကျွန်တော်တို့လက်ရှိနေပြီးတော့ကျွန်တော်တို့ဒီရခိုင်အစိုးရဖြစ်တဲ့ ULAA ကနေပြီးတော့လူမျိုးဘာသာမခွဲခြားတဲ့လမ်းစဉ်မျိုးကိုတွောပြီးတော့ လောက်ဆောင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအစိုးရနဲ့ပူးပေါင်းပြီးတော့ပါဝင်ပေးရမယ်ကျွန်တော်တို့ကငြိမ်းချမ်းစွာအတူရှင်တွဲ့နေထိုင်ရေးအတွက်လောက်တဲ့လောက်ထိုက်တာကိုကျွန်တော်လောက်ရမယ်ဒါဆိုလို့ရှိရင်လောက်တဲ့လောက်ထိုက်တာလောက်မယ်ဆိုလို့ရှိရင်ဥမာဆိုကြပါစို့ဘေးအိမ်ကလူတစ်ယောက်ကိုအမ်မင်းကတော့ဘာကွာလို့တော်ပြီးတော့ပြောလို့မရဘူးဥမာကျွန်တော်နာမည်ကျော်စိုးလင်းကျော်စိုးလင်းကိုကျော်စိုးလင်းလို့ပဲနာမည်ခေါ်ရမယ်ကျော်စိုးလင်းဒီအမေအဖေကပေးထားတဲ့နာမည်တစ်ခုဖြစ်တယ် ဒါကျွန်တော်အမေအဖေကနေကျွန်တော်ကြိုးစိုးလင်းလို့ပြထတာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်နာမည်ကြိုးစိုးလင်းဆိုဖြစ်လာတာဖြစ်တယ်အခုလေလက်ရှိနေပြီးတော့မွတ်စလင်တွေမှာသူ့နာမည်နဲ့သူရှိပြီးသားဖြစ်ပါတယ်မွတ်စလင်ဆိုတာဒီတိုင်းရင်းသားမျိုးနွယ်စုမဟုတ်ပါဘူးမွတ်စလင်ဆိုတာဒီလူမျိုးတစ်မျိုးမဟုတ်ပါဘူးမုစလင်ဆိုတာဒီကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အစ္စလမ်ဘာသာကိုကိုးကွယ်တဲ့လူတိုင်းကိုမုစလင်လို့ခေါ်တယ်။ဒါကိုကျွန်တော်တို့ကမုစလင်လူမျိုးမုစလင်လူမျိုးလို့သွားပြောလို့မရဘူး။မုစလင်ဆိုတာဒီကဘာလုံးမှာကျွန်တော်တို့ဒီလက်ရှိနေပြီးတော့ကဘာပေါ်မှာ အာဘောနော်လက်ရှိနေပြီးတော့ကဘာပေါ်မှာအစ္စလမ်ဘာသာကိုကိုးကွယ်တဲ့နိုင်ငံတိုင်းကိုကျွန်တော်ကမွတ်စလင်လို့မွတ်စလင်နိုင်ငံလို့ခေါ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးတွေဒီလက်ရှိနေပြီးတော့မွတ်စလင်မွတ်စလင်ဆိုပြီးတော့ကျွန်တော်တွားပြီးသုံးလုံးနေလို့မရဘူး။ကျွန်တော်တို့မှာနာမည်တစ်ခုလိုရှိပြီးသားဖြစ်မှာပါ။ဒါဆိုကျွန်တော်တို့အဲ့ဒီနာမည်ကိုကျွန်တော်လက်ကိုလက်ခံမှာဖြစ်ပါတယ်။ကျွန်တော်အရှိကိုအရှိအတိုင်းလက်ခံတတ်ဖို့လိုပါတယ်။ဒါမဟုတ်အစိုးရကတော့အစိုးရကတော့ရှာမှတ်လိုက်ပြီးပြီ။အစိုးရကတော့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးဆိုတဲ့မူဝါဒအတိုင်း ရှာမှတ်လိုက်ပြီးပြီဒါမဲ့လက်တွေ့အကောင့်တွေဖွားမှသိကျွန်တော်တို့ကကျွန်တော်ပြည်သူပြည်သားတွေတာဝန်ဖြစ်တယ်ဒါဆိုဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူပြည်သားတွေကနေပြီးတော့ကျွန်တော်တို့ကသူတို့ကိုနေပြီးတော့ဘယ်လိုပုံစံမျိုးတတ်မှတ်ပြီးတော့ကျွန်တော်နေတယ်မလဲဆိုးဆိုးကကျွန်တော်ဆိုးဆိုးကပဲအခုပဲကျွန်တော်ကျွန်တော်ဆိုးဆိုးလာပြီကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်အားလုံးဒီလူမျိုးတစ်မျိုးတစ်ခုပြတ်တ်မှတ်ဥမာကျွန်တော်နာမည်ကြိုးစိုးလဲကြိုးစိုးလဲဆိုကြိုးစိုးလဲလို့ပဲကျွန်တော်ခေါ်ရမယ်တခြားနာမည်ကိုလို့မရဘူးကျွန်တော်အမေဖေးပေးခဲ့တာကြိုးစိုးလဲလို့ပေးခဲ့တာလေ ဒါကြောင့်မလို့ရခိုင်ပြည်ထဲမှာမိမိတန်းနေထိုင်နေကြတဲ့မွတ်စလင်တွေကိုကျွန်တော်ဘယ်လိုလူမျိုးအဖြစ်ကျွန်တော်ခိုးခိုးဖို့သုံးလုံးမှာလဲမွတ်စလင်လို့ရှိခခိုးသုံးလုံးနေမယ်ဆိုလို့ရှိဒါလည်းအဆင်မပြေတော့ပါဘူးအဆင်မပြေတော့ပါဘူးဒါတို့တစ်ချက်စင်စာသုံးသပ်စေချင်တယ်အဲ့တော့ကျွန်တော်တို့ကလက်ရှိနေပြီးတော့အစိုးရကိုမကြည့်နဲ့ကျွန်တော်ပြည်သူပြည်သားကိုပဲကိုယ့်ဟာကိုယ်ပဲကြည့်ကြည့်ရမှာပါကျွန်တော်အရင်တော့ဘယ်လိုနေထိုင်ခဲ့ကြလဲအဲ့ကျွန်တော်အရင်တော့ဘယ်လိုပုံစံမျိုးနဲ့ရှိနေခဲ့ကြလဲ ့ဒါကိုကျွန်တော်တို့သုံးသပ်ဖို့လိုအပ်တယ်အာမင်းကတော့ဘာလူမျိုးပဲကွာမင်းကငါတို့နိုင်ငံသားမဟုတ်ဘူးသွားပြောလို့မရဘူးကျွန်တော်နိုင်ငံသားလို့သတ်မှတ်ခွင့်ရှိတော့သူမှပြည်ထောင်စုအစိုးရသားဖြစ်တယ်ကျွန်တော်တို့ရဲ့လက်ရှိအစိုးရသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုတူတို့လက်ရှိနေပြီးတော့ရခိုင်ပြည်တွေမှာမိတဲ့နေထိုင်နေကြတဲ့မွတ်စလင်တွေကိုကျွန်တော်တို့ကနေပြီးတော့အာမင်းကတော့နိုင်ငံသားမဟုတ်ဘူးမင်းကတိုင်းရင်းသားမဟုတ်ဘူးတွားပြီးတော့သုံးသပ်ပိုင်ခွင့်မရှိဘူးအဲ့လိုသုံးသပ်ပိုင်ခွင့်ရှိတော့သူဒီကျွန်တော်တို့ရဲ့အစိုးရ UL လေးသားဖြစ်တယ် ဒါဆိုအစိုးရကသာသူတို့ကိုဘယ်လိုပုံစံမျိုးတတ်မှတ်မှာလဲဒါကနေအစိုးရမှာအစိုးရရဲ့လှုပ်ထုပ်လုံးနည်းနဲ့အတိုင်းလှုပ်ဆောင်သွားမှာဖြစ်တယ်။ဒါပေမဲ့လိုက်နာကျင့်သုံးမယ့်တာဝန်တွေကျတော့ပြည်သူပြည်သားမှာဖြစ်တယ်။အဲကျွန်တော်တခါတော့ကလည်းပြောပြခဲ့မှုပါတယ်။အဲကျွန်တော်အဲ့ဆိုတရားနဲ့ကျွန်တော်ကျွန်တော်စကားပြောပြောဖြစ်ခဲ့တယ်။အဲလမ်းသွားတယ်လမ်းသွားလမ်းကိုကိုကကြတော့ကောကိုကောကိုမောင်းတဲ့ခါမှာစင်စင်ချင်းချင်းမမောင်းဘူး။လမ်းမကောင်းတာကိုအစိုးရကအပြစ်တင်တယ်။ အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကအစိုးရကသူလှုပ်တဲ့လှုပ်ထိုက်တာကသူလှုပ်တယ်ဒါမှမဟုတ်ကျွန်တော်လိုက်နာမတောင်းသူကျွန်တော်တောင်းဖြစ်တယ်အာလမ်းမှာကုန်းကုန်းတွေမထွေးရမထွေးနဲ့ပေါ့ဒါမှမဟုတ်အစိုးရကကျွန်တော်တို့ဘာလုပ်လိုက်တာလဲကျွန်တော်တို့စီကဥပဒေအတိုင်းရှာမှတ်လိုက်တယ်ဒါမှမဟုတ်ကျွန်တော်ဒီစီကဥပဒေကိုလိုက်နာဖို့လိုတယ်အခုလည်းဒီသဘောအတိုင်းပဲကျွန်တော်တို့ကလိုက်နာဖို့လိုတယ်မလိုက်နာခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘလို့နင်းနေမှငင်းချမ်းစွာအတူရှင်တွေ့နေထိုင်ရေးဆိုတာကိုဖြစ်လာမှာမဟုတ်ပါဘူး ါကြောင့်မို့လို့ကျွန်တော်ရခိုင်သူရခိုင်သားတွေရခိုင်ပြည်နဲ့တပြည်နယ်လုံးကျွန်တော်ဒီနေရာနေပြီးတော့ message ပေးချင်တာကငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်တမ်းမျိုးမဟုတ်ဘူးနဲ့ကျွန်တော်အားလုံးဒီငြိမ်းချမ်းစွာအတူရှင်တွေ့နေထိုင်ရေးအတွက်ဘလို့လောက်ရမယ်ဘလို့သွားလာရမယ်ဆိုတဲ့ဟာလေးကိုအမြဲတမ်းထက်သွဲစဉ်းစားနေဖို့လိုအပ်တယ်သူတို့တွေကိုလက်ခံဖို့လိုအပ်တယ်ကျွန်တော်အစိုးရဖြစ်တဲ့ ULA ကတော့မှ အာဒီအခုလက်ရှိနေပြီးတော့ Covani ဒီသူတို့အထွတ်မြတ်ထားတဲ့ဒီလက်ရှိနေပြီး Covani အသားနဲ့ပေါ့ဒီ Covani Covani အဲ့နဲ့မှာအဲ့နဲ့ကိုကောင်းကောင်းကျင်းပါပေးတယ်နွားတွေအတွက်အခွန်ကင်းလုံးခွင့်ပေးတယ်အဲ့နွားတွေဝေတဲ့ခါမှာအခွန်အခွန်ကင်းလုံးခွင့်ပေးတယ်အဲ့လိုမျိုးကျွန်တော်တို့တွေကိုငြိမ်းချမ်းစွာအတူရှင်တွဲ့နေထိုင်ရေးအတွက်မူဝါဒတွေအဲ့သူတို့လှုပ်ဆောင်ပေးတဲ့ဟာမှန်သမျှလှုပ်ဆောင်ပေးနေပြီဖြစ်တယ်သို့တော့ကျွန်တော်ပြည်သူပြည်သားတွေကလိုက်နာမှာဖြစ်တယ်တချို့ဇုံလုံးကန်းပေါ့ဗျာတစ်ဖက်ကမဟုတ်ဘူး တစ်ဖက်ပိုက်လည်းမဟုတ်ဘူးတက်ရှော့ဇုံလုံးကရခိုင်လူမျိုးတက်ရှော့ကကျွန်တော်အာဒီကျွန်တော် Telegram နဲ့တဆင့်ငါကျွန်တော် Facebook Messenger နဲ့တဆင့်လာလာပြီးတော့ဆေးဆွနေကြတာပေါ့တစ်ဖက်ပိုက်မဟုတ်ဘူးသူကတစ်ဖက်ပိုက်တာမဟုတ်သူကဇုံလုံးကန်တာအဲ့ဒီလိုဇုံလုံးကန်တဲ့ကောင်တွေရှိနေတယ်ဒီလိုဇုံလုံးကန်တဲ့ကောင်တွေကြောင့်ဒီလိုဇုံလုံးကန်တဲ့ကောင်တွေကြောင့်ကျွန်တော်2000ဆနဲ့ပြဿနာတွေတက်ခဲ့ရပြီမလိုလားအပ်တဲ့ပြဿနာမျိုးတွေဖြစ်ခဲ့ရပြီ ဒီလိုဇုံလုံးကမ်းတဲ့ကောင်တွေကြောင့်ရခိုင်နဲ့လက်ရှိရခိုင်ပြည်တွင်းမှာမှီတဲ့နေထိုင်နေကြတဲ့လက်ရှိနေပြီးတော့ရိုဟင်ဂျာတွေကြားမှာမဖြစ်သင့်တာတွေဖြစ်ခဲ့ရပြီဒါလေးကိုလည်းတရှိသတိချက်စီလိုပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီလိုဇုံလုံးကမ်းကောင်တွေကဗားတဲ့ဆိုတော့က ULAA ကိုထောက်ခံတလို့လို့နဲ့ကိုပြည်သူပြည်သားအရှင်းရှင်းကြားမှာသွေးခွေးနေတဲ့ကောင်တွေရှိတယ်သွေးခွေးနေကြတယ်ဆိုတော့ဒါလေးကိုလည်းကျွန်တော်တရှိသတိချက်စီလိုတယ် ဒါကြောင့်မို့လို့ကျွန်တော်တို့လက်ရှိနေပြီးတော့အစိုးရရန်တရားလေပတ်နိုင်ဖို့အတွက်အစိုးရရန်တရားကောင်းစွာလှုပ်ဆောင်နိုင်ဖို့အတွက်ကျွန်တော်ပြည်သူပြည်သားအားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့ပြည်သူပြည်သားကရရအခန်းကဏ္ဍကနေပါဝင်ပြီးတော့ကျွန်တော်အစိုးရကိုကျွန်တော်တက်နိုင်သလောက်ပူးပေါင်းကူညီလှုပ်ဆောင်ပေးသင့်ပါတယ်ဒါနံပါတ်1တစ်ချက်ပါနောက်တော့နံပါတ်2တစ်ချက်ကျတော့ဒီကျွန်တော်လက်ရှိနေပြီးတော့ ULAA ရဲ့အဲဘောနော်လက်အောက်မှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းပေါ့ တနည်းပြပြရမယ်ဆိုလို့ရှိရင်ဒီဝန်ထမ်းတွေကလည်းပဲဘာလို့လောက်ရမလဲဆိုတော့ကဒီလက်ရှိနေပြီးတော့အဲဘောနကိုကိုအစိုးရကရှာမှတ်ပေးလိုက်တဲ့မူဝါဒဘုံအတိုင်းလေးလေးစားစားလိုက်နာပြီးတော့လုံဆောင်တက်ဖို့လိုအပ်ပါတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျတို့တွေကနေပြီးတော့အာလူမျိုးရဲ့ဘာသာရဲ့ခွဲခြားတဲ့ပုံစံမလုပ်လာခဲ့မယ်ဆိုလို့ရှိရင်အစိုးရရဲ့ image အစိုးရရဲ့ခေါင်းတိုက်ခါလုံးဝကြာဆင်းသွားပါလိမ့်မယ် မိမိရဲ့အစိုးရကိုဂုံဖိုတာသည်မိမိသာဖြစ်တယ်ကျို့တော့သားသမီးမကောင်းရင်မိဖကောင်းလို့ရှိပါတယ်လက်ရှိနေပြီးတော့ရခိုင်ပြည်နယ်တည်းမှာမိတဲနေဒီရခိုင်ပြည်နယ်တည်းမှာတာဝန်ယူပြီးတော့တာဝန်အသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ UALA တပ်ဖွဲ့ဝင်အစို့ UALA ရဲ့ဝန်ထမ်းတစ်ချက်က မဟုတ်တာတဲ့လုံနေမယ်ဆိုလို့ရှိရင်ဟိုတနေ့ကျွန်တော်ပြောခဲ့သလိုပေါ့ဗျာဒီကျွန်တော်တို့နေပြီးတော့အာတောင်ကုန်းမြို့အပိုင်ပေါ့အဲ့ဒီတောင်ကုန်းမြို့အပိုင်ရွာမှာအသက်မပြည့်သေးတဲ့ကလေးကိုဖမ်းခိုးသွားပြီးတော့မလုပ်လဲအာအဲ့ဒီမှာနေပြီးတော့စစ်မှုထားဥပဒေနဲ့ပါပါတယ်ဆိုပြီးဖမ်းခိုးသွားပြီးတော့ပိုက်ဆံတောင်းတာလည်းပေါ့ဒါမျိုးတွေကမလုပ်သင့်ပါဘူးမလုပ်သင့်ပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ဒီ ULAA ကိုကျွန်တော်ပြောနေတာမဟုတ်ဘူး ULAA ရဲ့လက်အောက်မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတချို့ အလုံးလုံးနေတဲ့ A တက်ဖို့ဝင်တချို့ကိုကျွန်တော်ပြောချင်တာပါဇုံလုံးကနေပေါ့ဗျာဇုံလုံးကနေအစိုးရကရှာမှတ်ထားတဲ့မူဝါဒလည်းမသိဥပဒေလည်းမသိငါကတော့ A ကခံရတဲ့ဘိုးကြီးငါတော့ငါကတော့နေပြီးတော့ A ကခံရတဲ့ဘာကောင်းကြီးဆိုတဲ့ပုံစံမျိုးနဲ့အာနာယူနေတဲ့အာနာယူကောင်တချို့ကိုကျွန်တော်ပြောနေတာဖြစ်တယ်ကျွန်တော် ULA တက်ဖို့တခုလုံးကိုကျွန်တော်ပြောနေတာမဟုတ်ဘူး ULA အစိုးရကိုကျွန်တော်ဝေဖန်တာမဟုတ်ဘူး ။ဒါကြောင့်မို့လို့လက်ရှိကျွန်တော်ပြောချင်တာကျွန်တော်တို့အားလုံးဒီဒီလိုဇုံလုံးကန်းကောင်တွေကိုကျွန်တော်ရခိုင်သူရခိုင်သားဖို့ထုတ်ပြီးတော့အေးအေးယူနိုင်အောင်ဖို့ထုတ်ရပါဖို့ထုတ်ရပါမယ်။ဒီလိုဖို့ထုတ်လိုက်ခြင်းအပြင်အစိုးရမှလည်းပဲသူတို့လှုပ်တဲ့လှုပ်ထိုက်တာမှန်သမျှကိုလှုပ်ဆောင်သွားလို့ရမယ်။အေးအေးယူတင်တာကိုအေးအေးယူရမယ်။အေးယူတဲ့နာကိုအေးယူလို့ရအောင်ကျတော့ပြည်သူပြည်သားတွေဘက်ကလည်းပဲ လုတ်တဲ့လုတ်ထက်တာအားလုံးကိုလုတ်ဆောင်မှဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကြတဲ့မိဖပြည်သူတယောက်ချင်းစစ်တိုင်းကိုကျွန်တော်ဒီနေရာကနေပြောကျွန်တော်ပြောချင်တာကကျွန်တော်တို့ရဲ့လက်ရှိလုတ်ဆောင်နေတဲ့အရာမှန်တမျှကျွန်တော်တို့ရခိုင်သူရခိုင်သားလောက်ဆောင်တဲ့အရာမှန်တမျှသည်ဘာကိုကိုစားပြလာတယ်ရခိုင်ပြည်နယ်ကိုကိုစားပြလာဖြစ်တယ်အကျွန်တော်ဒီရခိုင်လူမျိုးတကယ်လို့ရခိုင်လူမျိုးရဲ့ခေါင်းသိက်ခါကြားဆက်အောင်ကျွန်တော်လောက်တာဆိုလို့ရှိရင်ပြေးကြတယ် ရခိုင်ပြည်နယ်ကြီးလဲကောင်းတဲ့ခါကြဆင်းတော့မှာပဲတိကျတယ်။ဘာကြောင့်လဲကျတော့ work for all လို့ပြတယောက်မကောင်းရင်အများပဲ။ဥပမာကျွန်တော်ဆိုလို့ရှိရင်ဒါဟာနေပြီးသူများနိုင်ငံမှာနေတယ်။မင်းဘာလူမျိုးလဲကျွန်တော်ရခိုင်လူမျိုး။မင်းဘယ်နိုင်ငံလာတာလဲကျွန်တော်မြန်မာနိုင်ငံသား။ဆိုလိုတာကကျွန်တော်ရခိုင်လူမျိုးတယောက်ဒီအာကျွန်တော်တခုခုလောက်လိုက်မယ်ဆိုအာဟိုနောက်ကဟိုရခိုင်ဘာလောက်သွားတယ်။အာဟိုနောက်မှာဒီရခိုင်သားဘာလောက်သွားတယ်။ နာမည်ထွက်လာပြီလေဘာထွက်လာတာလဲကျွန်တော်ရခိုင်ဆိုတဲ့နာမည်တစ်ခုထွက်လာပြီဒါကြောင့်မလို့ကျွန်တော်ရခိုင်ပြည်တွင်းမှာအာနာကိုအရှောင်လိုခြင်းနဲ့အာနာယုတစုကြောင့်ကျွန်တော်ရဲ့ရခိုင် image တွေလုံးဝကြားစင်မသွားစေချင်ဘူးခင်ဗျာဒါကြောင့်မို့လို့လက်ရှိနေပြီးတော့အစိုးရကလည်းကျွန်တော်တို့အတွက်မူဝါဒတွေကျွန်တော်ရှာမှတ်ပေးနေတယ်။ကျွန်တော်တို့ဒီအစိုးရကလှုပ်တဲ့လှုပ်ထိုက်တာမှန်သမျှကိုလှုပ်ပေးနေတယ်။ ဒါပေမဲ့သူ့အစိုးရရဲ့လက်အောက်မှာအလုလုံနေကြတဲ့ဝန်ထမ်းတချို့အလုလုံနေကြတဲ့အေတက်ဖွဲ့ဝင်တချို့လိုက်နာဖို့လွယ်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်အဲ့ဒီနေရာကျွန်တော်ကျွန်တော်အဲ့ဒီမှာနောက်ခံ background ကရေးထားတာလေကျွန်တော်အရင်ဝမ်းနေသွားတာပဲနော်မွ슬လင်ဆိုပြီးတော့ရေးထားတာတခုပေါ့အာဒါပေမဲ့ဒါပေမဲ့အခုလို့လို့စင်မှာငင်းချမ်းဆိုတာအတူရှင်တွေ့နေထိုင်ရေးအတွက် မူဝါဒတွေလှုပ်ဆောင်နေတဲ့ကာလတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဘောနော်နင်းနေလေးပြောဖို့ဆိုပေါ်တယ်နဲ့ခက်တယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးပြည်သူပြည်သားကကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ဆက်ဆံမလဲဆိုတဲ့ဟာလေးကိုလည်းအဲနင်းနေလေးကျွန်တော်ထက်သွင်းစဉ်းစားစေချင်တဲ့တတိချက်စင်လို့တဲ့။ဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးဒီကျွန်တော်ရခိုင်ပြည်တွင်းမှာဘယ်လိုလူမျိုးဘယ်လိုဘာသာဖြစ်နေပါစေငင်းချမ်းစွာအတူရှေတွေ့နေထိုင်ပြီးတော့မိမိသွားလို့တဲ့လမ်းကြောင်းပေါ်မှာမိမိတို့ရဲ့ရခိုင်ပြည်နဲ့တင်းကျင်အေးကြအောင်မိမိတို့ရဲ့ရခိုင်ပြည်နဲ့စိုးပြတာရလှပအောင် ဘယ်လိုလူမျိုးဘယ်လိုဘာသာနဲ့မဆိုပူပေါင်းဝိုင်းဝန်းပူပေါင်းဆောင်ရွက်တဲ့ပါကြောင်းပြောကြရဲ့နှုတ်ခွတ်ဆက်တာဂါရဝပြပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ